က်လုပ်ငန်းကိုစနစ်ကျကျင်ရတဲ့အဓိကရည်ရွယ်ချက်ကဘာများဖြစ်မလဲ။အားလုံးပဲမင်္ဂလာပါ။ကျွန်မကတော့ Intense Award Accounting Service and Training Center ရဲ့ Student Founder တူအိုးဖြစ်ပါတယ်။ဒီဗီဒီယိုမှာကျွန်မကိုယ့်ရဲ့လုပ်ငန်းကိုစနစ်ကျကျင်ပါတယ်ဆိုတဲ့လုပ်ငန်းရှင်တွေအတွက်အဓိကထားပြီးတော့ဝေမျှပေးချင်တာလေးရှိပါတယ်။ကိုယ့်ရဲ့လုပ်ငန်းကိုစနစ်ကျကျင်ပါတယ်ဆိုတဲ့လုပ်ငန်းရှင်တွေအတွက်ကျွန်မမေးခွန်းလေးတစ်ခုလောက်တော့မေးချင်ပါတယ်။အဲ့ဒါကဘာလဲဆိုတော့ ိုယ့်ရဲ့လုပ်ငန်းကိုစနစ်ကျချင်ရတဲ့အဓိကရည်ရွယ်ချက်ကဘာများဖြစ်မလဲ။နောက်တစ်ခုကကြတော့ကိုယ့်ရဲ့လုပ်ငန်းကလက်ရှိမှာ စနစ်မကျနေသေးသေး၍ကိုဘလို့တွေကြုံတွေ့နေရတာဖြစ်မလဲ။ဒါဆိုရင်ကိုယ့်ရဲ့လုပ်ငန်းကစနစ်ကျသွားပြီဆိုတဲ့အခါမှာကိုယ့်အတွက်ကိုယ့်လုပ်ငန်းအတွက်ဘာတွေကောင်းသွားမှာမလို့လဲ။ဒါတွေကိုတေးသေးချာချာသုံးသက် ပြီးမှသာ ကိုယ့်ရဲ့လုပ်ငန်းကို စနစ်ကျခြင်းနဲ့စနစ်ချခြင်းနဲ့ဆိုတဲ့အရာကိုချင့်ကပ်တင်ပါတယ်။ဒါဆိုရင်လုပ်ငန်းရှင်တွေက စနစ်ကျဖို့ရန်အတွက် လုပ်ငန်းတစ်ခုကိုချင့်ကပ်တဲ့အခါမှာ လုပ်ငန်းမှာထိုက်တဲ့ organization တွေရှိမယ်။ organization check တွေရှိမယ်။စွဲထားတဲ့ SOP လမ်းကြောင်းတွေရှိမယ်။အဲမျိုးတွေပေါ့နော်။ဆိုတော့လိုအပ်ရင်ဝန်ထမ်းတွေကိုလည်း training တွေပေးရတယ်ရှိမယ်ဆိုတော့ဒါတွေလောက်တာတွေဒီအရန်ကိုကောင်းတဲ့ချက်ပါပဲသို့တော်ညာလေလုပ်ငန်းရှင်တွေကမေ့လျော့နေတဲ့အရာတခုရှိပါတယ်အဲ့ဒီအရာက ကျမတို့ finance and account point of view ကနေကြည့်နေမယ်ဆိုရင်တော့အဲ့ဒီအရာတခုဒီဘယ်လုံးမှကိုလုပ်ငန်းစနစ်ကျဖို့ရန်အတွက်လုံးဝမဖြစ်နိုင်တဲ့ချက်ပါ ါဆိုအဲ့ဒီချက်ကဘာများဖြစ်မလဲလို့ဆိုရင်တော့ကျွန်တော်တို့လုပ်ငန်းထဲမှာရှိတဲ့ငွေကြေးတွေဒီရှင်းလင်းမှုမရှိဘူးရှင်းလင်းအောင်မလုပ်ထားဘူးဥပမာအပြင်လုပ်ငန်းရဲ့ငွေနဲ့ပိုင်ရှင်ရဲ့ငွေတွေနဲ့ရောနေမယ်တခါတရံမှာတချို့လုပ်ငန်းရှင်တွေဆိုရင် ကိုယ့်ရဲ့လုပ်ငန်းထဲမှာ ရှိနေသောဝန်ထမ်းတွေရဲ့ personal account တွေ၊ KPI တွေပါ သုံးပြီးတော့လုပ်ငန်းရဲ့ transition တွေကိုတွားနေတာတောင်ရှိပါတယ်။ဒါတွေဒီဘလောက်ကြီးပဲလုပ်ငန်းကိုစနစ်ကျဖို့အတွက်ဆောင်ရွက်နေဆောင်ရွက်နေဒီငွေကြေးပိုင်းမှာရှင်းနေအောင်မလုပ်ထားဘူးဆိုရင်တော့ကိုယ့်ရဲ့လုပ်ငန်းကစနစ်ကျလာဖို့ဆိုတာဘလို့မှကိုဖြစ်နိုင်တဲ့အချက်မဟုတ်ပါဘူး။အဲ့တော့လုပ်ငန်းစနစ်မကျတဲ့အတွက်ကြောင့်မလို့နောက်ဆက်တွဲပြဿနာတွေလည်းအများကြီးရှိပါတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့လုပ်ငန်းမှာ organization check ရှိနေုံနဲ့ SOP တွေရေးဆွဲထားုံနဲ့ကိုကဒီလိုငွေကြေးပိုင်းတွေမှာဒီလိုတွေလုပ်နေတဲ့၍ကိုယ့်ရဲ့လုပ်ငန်းလုံးဝစနစ်ကျမှာမဟုတ်ပါဘူးဆိုတာကိုကျွန်မကဝေမျှပေးချင်ပါတယ်။ CEO အင်းမှာစိတ်ချ intern award တာရင်အထီးက